က်မချမီဝမ်းမြောက်ဖွယ်အနုမောဒနာတရားကိုကုသိုလ်အားဆီတိုက်ကြွေးပေးဆိုတဲ့ခေါင်းစဉ်လေးနဲ့ဖော်ပြပေးမှာဖြစ်ပါတယ်ကုသိုလ်အားဆီတိုက်ကြွေးပေးတော့ဘုရင်တို့ရရှိတဲ့ဘဝဘဝကိုခန္ဓာသဘောနဲ့ပြောရင်ဘဝဆိုတာယုံနဲ့နံနဲ့ပေါင်းစပ်ထားတာဖြစ်တဲ့အတွက်ကြောင့်ခန္ဓာနဲ့ကြည့်ရင် ရုပ်ခန္ဓာရှိတယ်နာမ်ခန္ဓာရှိတယ်ရုပ်ခန္ဓာဆိုတာမျက်စိနဲ့မြင်ရတဲ့ဒီခန္ဓာကိုယ်ကြီးပေါ့နာမ်ခန္ဓာဆိုတာမျက်စိနဲ့မမြင်ရတဲ့စိတ်တွေအဲ့တော့ရုပ်ခန္ဓာနာမ်ခန္ဓာဒီခန္ဓာနှစ်ခုပေါင်းစပ်လိုက်မှသာလင်းဘဝဆိုတာဖြစ်ပေါ်လာတယ်ဒါတော့ဘုန်းကြီးတို့အခုရရှိနေတဲ့ဘဝဟာလူဘဝလူဘဝဆိုတာသူကတိဘုံဘဝတင့်တယ်တဲ့ဗုဒ္ဓနာအထက်တန်းစားဘဝဖြစ်ပါတယ် ဒီလိုတင့်တယ်တဲ့ဗုဒ္ဓနာအထက်တန်းစားဘောရလာခြင်းအကြောင်းတရားကိုရှာလိုက်မယ်ဆိုရင်ကုသိုလ်ချောင်းရလာခဲ့တာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကုသိုလ်ချောင်းရရှိလာတဲ့ဘဝဖြစ်တဲ့အတွက်ကြောင့်ခုနယုတ်ခန္ဓာနံခန္ဓာနှစ်မျိုးကြံပါဖို့ရှင်သန်ဖို့အရေးကြီးတယ်အဲ့တော့ယုတ်ခန္ဓာကြံပါသန်ဆွမ်းဖို့အတွက်ကတော့ လိုရတဲ့အစာအသောက်တွေစေဝါတွေသုံးဆောင်ရမှာဖြစ်ပါတယ်စားသုံးရမှာဖြစ်ပါတယ်ဆိုနံခန္ဓာထက်မြက်ဖို့နံခန္ဓာအာရှိဖို့ကြတော့ကုစုတရားနဲ့အဖြစ်ပြရမှာဖြစ်ပါတယ်ကုစုတရားကို ပြည့်လို့ရင်နံခန္ဓာဆိုတာတည်တံ့ခံမြဲတယ်ဟိုတင့်တော်တဲ့အစာတော့တင့်တော်ရဲ့အစာဟာရကိုစားသုံးရင်ရုပ်ခန္ဓာကြီးကကျန်းမာတန်ဆွမ်းတယ်အဲ ကုသိုလ်တရားအားထုတ်မယ်ဆိုရင်ယုံနံတရားကြောင့်မှတန်ဆွမ်းဖို့လည်းပဲအထောက်ပံ့ပေးသလိုနံခန္ဓာဆိုတဲ့စိတ်ဓာတ်ခွန်အားတွေဖြစ်စီရလဲရောက်တယ်အဲဒါကြောင့်မို့ဘုရားတို့ကုသိုလ်ကံကြောင့်ဖြစ်ပေါ်လာတဲ့ဒီယုတ်ခန္ဓာကြီးရှင်သန်ဖို့အောင်မြင်ဖို့တိုးတက်ဖို့အတွက်လူလောကတဲ့ရောက်လာကြတဲ့ကိုကမိဘနှစ်ပါးကလူအပ်တဲ့အစာအသောက်တွေအထောက်ပံ့ပေးတယ် တော့သာသမီတွေကိုချစ်တဲ့နေရာမှာမိဘကိုမှီတဲ့ပုံကမရှိဘူးသာသမီကိုအချစ်ဆုံးပုံကိုရှာရင်မိဘတွေ့ရမှာဖြစ်ပါလေမိဘကလွဲရင်သာသမီကိုပူချစ်တဲ့ပုံကမရှိဘူးမိဘဘိုးဘွားတွေပေါ့မိဘဘိုးဘွားတွေဒီသာလဲသာသမီကိုအချစ်ဆုံးပုံကဖြစ်တဲ့အတွက်ကြောင့်သာသမီလူတလုံးသူတလုံးဖြစ်ဖို့အတွက်တာဝန်ယူအပင်ပန်းခံအစင်းရခံပြီးစောင့်ရှောက်နေကြတယ်မိဘတွေက အဲ့လိုစောင့်ရှောက်တဲ့အခါမှာနံပါတ်1နှုတ်ချူတိုက်ကြွေးမယ်အစာတောက်တွေနဲ့ကြွေးမယ်လူလားလူလားမြန်လောက်အောင်စောင့်ရှောက်ပေးတယ်နောက်တကအဲ့လိုလူလားမမြောက်ခင်မှာပဲကုသိုလ်ရဲ့အထောက်အပံ့ရပါစေဆိုတဲ့အရွယ်မရောက်ခင်ကတည်းကကုသိုလ်ကုသိုလ်မှန်အကုသိုလ်မှန်မသိသေးတဲ့အရွယ်ကတည်းကမွေးကင်းစားအရွယ်ကတည်းကမွေးနေ့ဖွယ်မွေးနေ့ဆိုတာလောက်ပြီးကုသိုလ်နဲ့တရားနဲ့အထောက်အပံ့ပေးနေကြတာဖြစ်ပါတယ် အဲ့ဒါဘာကြောင့်လဲဆိုရင်ယုတ်ယုံဏ်ရောနှစ်ခုစလုံးအားရှိတဲ့ယုံဏ်ကျမ်းမှာတန်ဆွမ်းတဲ့ယုံဏ်ရရှိဖို့အတွက်ဒီလိုအစာအာဟာရနဲ့ကျွေးတယ်ကုသိုလ်လည်းပြုလုပ်ပေးတယ်အဲ့ဒီယူရချက်ကတော့အဲ့ဒါပဲယုတ်ယုံဏ်ကအကုန်လုံးကျမ်းကျမ်းမှာတန်ဆွမ်းဆွမ်းရှိပြီးတော့လောကအကျိုးကိုမိမိအကျိုး သာသမီမိမိရဲ့အကျိုးမိဘရဲ့အကျိုးနိုင်ငံအကျိုးရရအကျိုးတွေကိုသယ်ဖို့ဆောင်ရွက်နိုင်ဖို့အတွက်အဲ့ဒါလိုပြုစုပြိုးထောင်ပေးနိုင်ဖြစ်ပါတယ်မေတ္တာတရားမေတ္တာကရုဏာမုဒိတဥပေက္ခဆိုတဲ့ဗျမစုတရားကိုလက်ကင်ထားပြီးသာသမီတွေကိုလူတလုံးသူတလုံးဖြစ်အောင်ရှောင်ရှောင်လာခဲ့ကြတယ်အဲ့တော့ဒီလိုကုသိုလ်လုပ်လိုက်တဲ့အတွက်ကြောင့်မွေးနေ့ဘွဲကိုမွေးနေ့ဘွဲဆိုတာကုသိုလ်လုပ်ပေးတာပါပဲအဲ့ခုနပြောခဲ့တဲ့ကုသိုလ်အားစေပေါ့ ကုသိုလ်အားစင်းနဲ့တိုက်ကြွေးပေးလိုက်တာပဲကုသိုလ်အားစင်းနဲ့တိုက်ကြွေးလိုက်တဲ့အခါမှာနှလုံးသားထဲမှာကုသိုလ်အင်အားတွေစိတ်ဝင်လာပြီဆိုရင်အဲ့ဒီကုသိုလ်တရားကဟိုကဘေးကနေလာတဲ့ဘေးဥပယံဆွေယောဂအနှောက်အယှက်အန္တရာယ်တွေကိုခုခံနိုင်စွမ်းရှိတယ်အဲယောဂဘေးဥပယံဆွေယံယံသူအန္တရာယ်တွေယောဂတွေပျောက်ကင်းအောင်အကောင်းဆုံးသူက ဆေးကတော့ကုသဆေးပါပဲအဲကုသဆေးဝါကိုကိုကစားသုံးနိုင်တယ်ဆိုရင်အဲဒီကုသရဲ့အစွမ်းသတ္တိကြောင့်ဖြစ်ပေါ်လာတဲ့ယောဂါတွေလည်းပဲပျောက်ကင်းသွားနိုင်တယ်ဟောအာနဲ့အံဒရတွေလည်းပဲကင်းရှင်းသွားနိုင်တယ်ဘုရားလက်ထက်တုန်းကအာယုဝဒနာဆိုတဲ့သတုသားသမွေးဖွားလာတဲ့အခါမှာမိဘနှစ်ပါးကသူတို့ကိုယ်ကိုစီးကပ်နေတဲ့ဆရာရဲ့သစ်စီသွားတယ် သွားဥရှတဲ့အခါမှာဆရာရဲ့သိကအဖေဥရှတဲ့အခါမှာလည်းကျမ်းမှချမ်းသာပါစေ။ဟောမိခင်ဥရှတဲ့အခါမှာလည်းကျမ်းမှချမ်းသာသာပါစေအသက်ရှိပါစေလို့ဆုတောင်းပေးတယ်။ဟောသားကလေးကိုဥရှစေတဲ့ဥရှခိုင်းတဲ့အခါကျတော့ဒါသားလေးကတော့ဆော့နေတော့အွယ်ဘာမှအသက်တော့တူတူမသိဘူးပေါ့။ဒါလည်းခြီးပြီးတော့ဥရှခိုင်းလိုက်တဲ့အခါမှာဟောရစိတ်ကဆုမပေးဘူး။ ကြံပါပါစေချမ်းသာပါစေဆုမပေးဘူးဘာကြောင့်ဆုမပေးရတာဗာလဲအန္တရာယ်ရှိတယ်အသက်အန္တရာယ်ရှိတဲ့အတွက်ကြောင့်တော့ဆုမပေးတာဒီအန္တရာယ်ကိုကာကွယ်နိုင်ဖို့အတွက်နီလန်းမရှိဘူးလားဆိုတော့အေးငါယသိရတော့နားမလည်ဘူးမသိဘူးဖယားရှင်လည်းပွင့်နေပြီဖြစ်တဲ့အတွက်ကြောင့်ဖယားစီကိုသွားပြီးအဲ့ဒီနီလန်းကိုသွားမေးအဲ့ဒီဆိုသွားလျှောက်ပေါ့အဲ့လိုပြောလိုက်တဲ့ကောယသိကြီးကလင်မယဟို အလှတကာပေါ့မုနိရှိအတာသာသမီပန်ရှင်သားလေးပန်ရှင်မိဘနှစ်ပါးကသားလေးခေါ်ပြီးတော့ဘုရားရှိကိုရောက်အောင်သွားကြတယ်ဘုရားရှိရောက်တဲ့ခါမှာလည်းခုနလိုပဲသူတို့ဥချတယ်မိဘနှစ်ပါးဥချတဲ့ခါမှာဘုရားကကြံပါပါစေချမ်းသာပါစေအသက်ရှိပါစေလို့ဆုပေးတယ်အဲသားကလေးကိုဥချခိုင်းတဲ့အခါမှာတော့အကြံပါပါစေချမ်းသာပါစေအသက်ရှိပါစေလို့ဆုမပေးဘူးဘာကြောင့်လဲဆိုဘုရားကိုထတ်လျှောက်တဲ့ခါဘုရားကခုနအတိုင်းပဲ ဒီကလေးကအန္တရာယ်ရှိလာပြီဒီတော့ဒီသံကလေးအန္တရာယ်ကနေလွတ်မြောက်လာအောင်အသက်အန္တရာယ်ကနေလွတ်မြောက်သွားအောင်ဟိုကာကွယ်နေဒီလမ်းမရှိဘူးလားဆိုရှိတယ်တဲ့အဲ့ဘုရားကပေးတယ်တော့နီလန်းကိုဆောင်ရွက်နီလန်းအတန်ဆောင်ရွက်ပေးပါလို့ဘုရားကိုရှောက်တယ်ခါမှာဘုရားကပြန်ပြင်ရမဆင်ရမမန္တလေးဆောက်လို့အမဲစသည်အဖြစ်ညှို့ချလိုက်တဲ့အခါမှာအဲ့ဒီတခါကြီးကသူကျင်းမောင်တော်နှစ်ဦးတိုင်ပင်အဲ့ရှေ့မှာမန္တထိုးတယ်မန္တထိုးတော့ ဘုန်းကြီးသံဃာတော်များကိုပင်ဖဲပြီးတော့ပရိတ်တရားနာကြတယ်ပရိတ်တရားနာရင်လည်းကုသိုလ်ကောင်းမှုတွေလည်းပါလာပေါ့ဒါနလည်းပါရင်ပန်သွားမှအဲ့ဒီမှာသူကခုနှစ်ရက်တန်တန်တော့လောက်ရတာကိုဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေအဲ့ဒီကုသိုလ်တရားတွေအတွက်အဲ့ဒီကုသိုလ်တရားကလေးအတွက်လုတ်ပြလိုက်တယ်ကလေးကတော့ကုသိုလ်မှန်အကုသိုလ်မှန်ဟိုခါခဏနာသိသိကြတာသိခြင်းမှသိအောင်မယ်မသိပေမဲ့လို့မိဘနှစ်ပါးရဲ့ သာသမီပေါ်မှာကြီးမားသောမေတ္တာစွမ်းအားနဲ့အကုသိုလ်ရဲ့အစွမ်းတတ္တိကြောင့်အော်အဲ့ကလေးကအန္တရာယ်ကင်းသွားတယ်နောက်ဆိုအသက်120အထိတော့နေရတယ်ထုံးဒါဇတ်ပါပါဠိတော်မှာအထက္ခဌာမှာအဲ့လိုတွေ့ရတယ်ဒါကြောင့်မို့ကုသိုလ်ဆိုတဲ့အားရှိကဘဝအတွက်အမတန်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ် ယုတ်ခုနပြောခဲ့တဲ့ယုတ်ခန္ဓာចမ်းမှသန်ဆွမ်းဖို့အတွက်အစာအသောက်ဆိုတဲ့စေဝါလေးလိုအပ်တယ်လို့နံခန္ဓာចမ်းမှသန်ဆွမ်းဖို့အတွက်ကုသိုလ်ဆိုတဲ့အထောက်ပံ့တော့မရှိမဖြစ်လိုအပ်တယ်အဲ့ဒါမရှိကုသိုလ်ဆိုတဲ့အထောက်ပံ့မရှိမဖြစ်လိုအပ်တဲ့အတွက်ကြောင့်ယနေ့အပူယွန်းဖြူရဲ့ရှင်းနှစ်ပြည့်မွေးနေ့မှာကုသိုလ်တရားပြုလုပ်ပြီးဒါကုသိုလ်ဆိုတဲ့အားစေကိုတိုက်ကျွေးပေးနေခြင်းဖြစ်ပါတယ်ကုသိုလ်ဆိုတဲ့အားစေကို ဆောက်သုံးခွင့်ရသွားတဲ့အခါမှာအကုသိုလ်ဆိုတဲ့သဘာဝကအမတန်တန်ရှင်းစင်ကြယ်တဲ့အာဇီဖြစ်ပါတယ်အစွမ်းလည်းရှိတဲ့တန်ရှင်းစင်ကြယ်တဲ့အာဇီကိုစားသုံးရတဲ့အခါမှာမိမိခန္ဓာကိုယ်မှာဖြစ်ပေါ်လာနိုင်တဲ့ယောဂာများကိုလည်းပဲကာကွယ်ပေးနိုင်တယ်တားဆီးပေးနိုင်တယ်နောက်တခါအပြင်ကနေကြောက်ရွံ့လာနိုင်တဲ့ဘေးအန္တရာယ်အမျိုးမျိုးကိုလည်းပဲအဲ့ဒီကုသိုလ်ကကုသိုလ်အားရှိဖို့အရေးကြီးတယ် အာရှိတဲ့ကုသိုလ်တရားကအန္တရာယ်အလုပ်ကိုကာကွယ်တားဆီးပေးနိုင်တယ်အဲ့လိုအဲ့ဒါကြောင့်မို့ကုသလဆိုကုသိုလ်လို့ပြန်ကြတာကုသလဆိုတဲ့စကားလုံးကအန္တရာယ်တွေကိုကာကွယ်တားဆီးပေးနိုင်တော့တရားလို့ဆိုလိုပါတယ်အန္တရာယ်အသက်အန္တရာယ်ပဲယောဂအန္တရာယ်စတဲ့အန္တရာယ်အမျိုးမျိုးတွေကိုကာကွယ်တားဆီးပေးနိုင်တဲ့ တရားကိုကုသတရားလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ယနေ့မပူယုံဖြူရဲ့ရှင်နည်းပြည့်မွေးနေ့ပွဲမှာသံဃာတော်ရှင်မြတ်များအားဆွမ်းဆက်ကလှူဒန်းခြင်းဆိုတဲ့ဒါနကုသအပြင်အမတန်ခိုင်ခန့်တဲ့သာဝရကုသဖြစ်တဲ့ဥဒ္ဒတန်တခန်းစာအတွက်ဆက်တသိလှူဒန်းတဲ့ကုသအော်ဒီဥဒ္ဒတန်ကာယံလတ်တဲ့အတွက်ကြောင့်အဲ့ ထဲမှာရှိနေတဲ့အဲ့ဥဒ္ဒရံအတွင်းမှာရှိနေတဲ့ចောင်းဆောင်များကလုံခြုံမှုရှိသွားတယ်။ဟောဒီចောင်းဆောင်များလုံခြုံပါစေခိုင်ခန့်ပါစေဆိုတဲ့ဒီလိုစိတ်ထားနဲ့ဟောလှူဒန်းလိုက်တဲ့အတွက်ကြောင့်အခုမွေးနေ့ရှင်ဖြစ်တဲ့အမပူယွန်းဖြူလည်းပဲဥဒ္ဒရံကိုလှူရတဲ့ကုသိုလ်ကြောင့်ဟောသူဘဝအတွက်အန္တရာယ်အမျိုးမျိုးဘေးအမျိုးမျိုးကိဝေးပြီးတော့လုံခြုံစိတ်ချရတဲ့ဘဝတစ်ခုကို ဖြစ်ဘဝတစ်ခုရောက်အောင်ဒီကုသတရားကအထောက်အမထောက်မပေးလိုက်မယ်ဆွမ်းဆွမ်းပေးလိုက်မယ်လို့စိတ်ထဲမှာအဲ့ဒါလိုအခိုင်အမာယုံကြည်လက်ခံကြရမှာဖြစ်ပါတယ်အဲ့တော့မိမိတို့သာသမိတွေကိုပြုပြိုးထောင်ပေးတဲ့အခါမှာကုဒီကုသတရားနဲ့ပြိုးထောင်ပေးတာကဘဝတစ်ဆက်လုံးသူကကောင်းအကောင်းဘက်ကိုဥတည်သွားတယ်ကုသကုသတရားဆိုတာအသိဉာဏ်ကိုပြောခြင်းဖြစ်ပါတယ်တဖြည်းအလေးအကျင့်ကလည်းတဖြည်းဖြည်းချင်းအသိဉာဏ် အရွယ်ရောက်လာတဲ့အခါမှာဘာမှထွေထွေဒူးဒူးပြောစရာမလိုဘဲအလေးကျင့်အရာကုသိုလ်ဆိုတာလုပ်ရမယ်ဒီလိုအသိတရားတွေဝင်လာတယ်အဲဝင်လာတဲ့အတွက်ကြောင့်အသက်အရွယ်ရောက်လာတဲ့အခါမှာတောက်လျှောက်လီကုသိုလ်ကနေကုသိုလ်ကုသိုလ်ကနေကုသိုလ်ကုသိုလ်တစ်မျိုးပြီးတစ်မျိုးအဲလိုကုသိုလ်တွေပြုလုပ်အထုံးနိုင်တဲ့အတွက်ကြောင့်ဩမပူယွန်းဖြူရဲ့နှလုံးသားထဲမှာကုသိုလ်အင်အားတွေ တစ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 တိုးပွားလာမှာဖြစ်ပါတယ်အဲတိုးပွားလာတဲ့ဒီကုသိုလ်ရဲ့စွမ်းအားဟာကုသိုလ်ဆိုတာမမြင်ရပေမဲ့လို့စွမ်းအားရှိတယ်အမတန်စွမ်းအားထက်မြက်တဲ့အရာဖြစ်ပါတယ်အဲဒါကြောင့်မို့စွမ်းအားရှိတဲ့ဒီကုသိုလ်တရားတွေကိုမပူပြုံဖြူရဲ့ရှင်းနစ်ပြီးနေမှာရအောင်ယူနိုင်လိုက်တဲ့အတွက်ကြောင့်မိသားစုနှစ်တကွမပူပြုံဖြူအပါဝင်မိသားမိဘနှစ်ပါးမိသားစုများနှစ်တကွအားလုံး ဒီကုသိုလ်ရဲ့ဆောင်းအားကြောင့်အန္တရာယ်ကင်းပြီးရှင်းပြီးအကောင်းကျိုးချမ်းသာဖြာဖြာတို့ကိုအတီးတီးရရှိသုံးဆောင်ခံစားနိုင်ကြစေကုန်သတည်းကဲရေစွချမယ်ရေစွခဲကန်လိုက်စုမယ်အရှင်ဖေယားတပည့်တော်များသည်ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးနှင့် ြုံကြသည့်အခိုက်ဘုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူအပ်သောတရားတော်မြတ်ကိုနာယူမှတ်သားခွင့်ရကြသဖြင့်မှန်ကန်သောအသိဉာဏ်ထက်သန်သောတရားတရားတန်ရှင်းသောစေတနာအားအစရှိသောစိတ်ကောင်းများကို မေးမြူ၍ယနေ့ယခုမပူယွန့်ဖြူ၏ရှိနေပြေမွေးနေ့ဘွဲကိုကုသိုလ်တရားဖြင့်ဆင်နွှဲပြုလုပ်အားထုတ်ကြပါကို၏ဤမွေးနေ့ကုသိုလ်သည်မပူယွန့်ဖြူ၏ဘဝတလျှောက်လုံးကြရောက်လာနိုင်သောဒေဥပယံဆွေ ယောဂအန္တရယ်အနှောက်ရှက်များကိုကာကွယ်တားဆီးပြီးလင်ကောင်းကျိုးချမ်းသာအဖျားဖျားတို့ကိုရရှိကြောင်းဖြစ်ပေါ်ကြောင်းအာကောင်းသောအထောက်အပံ့ဖြစ်ပါစေဤကုသိုလ်ဤအဖို့ဘာကအဝဝကိုယခုဘဝ ရှိရှိဘဝတောစကြသောကျေစုကြည်မာမိဘဘူဘွားဆရာသမားများကိုအစာထား၍ကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့ရက်ွယ်ဆောင်နဲ့မြို့ရွာဆောင်နဲ့အပါအဝင်32ပုံကျင်လေကုန်သောအာလုံးသော တတ္တဝါတို့အားအမျှပေးဝေပါကုန်၏အမျှရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေအမျှဝေကြရအောင်အားလုံးကြာကြသမျှအမျှအမျှအမျှယူရာမူကြပါကုန်လောသာဓု တုသာတုအာလုံးကြာကြသမျှအမျှအမျှအမျှယူရာမူကြပါကုန်တော်သာတုသာတုသာတုအာလုံးကြာကြသမျှအမျှအမျှအမျှ ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု